အမြမပြဖုံကြီးတယ်ဘလို့ဖုံကြီးလဲမသိတော့ဘူးကျွန်တော်တခါကြစဉ်းစားဘောမဘောမဆိုပြီးတော့ဆဲခဲ့ကြပြီမဲ့ဒါတကယ်ကျွန်တော်ဝေခံပါတယ်ဘောမဆိုရင်ကျွန်တော်ဘဒုပုံမှအထင်မကြီးဘူးဒါပေမဲ့အခုနောက်ပိုင်းဒီအာနာတိန်ပြီးတဲ့အခု2024 2025လောက်မှာပေါ့နော်ဒါကျွန်တော်သတိထားမိတဲ့နှစ်ကာလပေါ့အဲ့ဒီတဲမှာဒီကျွန်တော်တို့ဘောမလို့ပြောတော့နိုင်ငံသားရောက်နေတဲ့တူတွေနဲ့တီတွင်းမှာရှိတဲ့တူတွေနဲ့ပုံသဏ္ဍာန်ကွဲလာတယ် အဲ့ဒီနိုင်ငံတိုင်းရောက်တဲ့လူတွေတဲမှာကိုမောင်မောင်ပေါ့နော်အများစုကပျော်ပြီးပျော်ပြီးဆိုသူကဆဲနေကြတာအဲရေခင်ကကျွန်တော်တို့လည်းပြောခဲ့တာပဲဒါပေမဲ့အခုနောက်ပိုင်းမှာဒီပုဂ္ဂိုလ်ဟာသူကဘယ်လိုဖြစ်လာလဲဆိုတော့ဒီတော်လှန်ရေးဘက်ကလည်းသူပူပေါင်းတာမဟုတ်ဘူးနော်တော်လှန်ရေးဘက်ကလည်းအမြဲစောနေတာပဲသူအမြဲတောက်ပြောနေတာပဲအာဗထက်တွေဘယ်လိုဖြစ်လဲညာဖြစ်စသဖြင့်သူပြောနေတာပဲဒါပေမဲ့လက်ရှိစစ်တပ်ပေါ့နော် ဒီညမှာကျွန်တော်တို့ပြောချင်တယ်စစ်တပ်လို့တောင်းတတာစစ်သားတွေအောက်ခြေအစ်စ်တွေကိုကျွန်တော်ပါလာမဟုတ်ဘူးเนาะစစ်တပ်ဆိုကိုစားပြုတာဒီစစ်ဘုံချုပ်တိုင်ဝမ်ကိုပဲကိုစားပြုတာအဲ့တော့အဲ့ဒီစစ်တပ်စစ်ဘုံချုပ်အတိုင်းဝမ်ရဲ့စောက်တလွဲလောက်ရက်တကိုထွက်ပြောတဲ့တည်းမှာပြည်တွင်းမှာဆိုရင်ဇော်ဘုံဟင်းဒါမဲ့ဇော်ဘုံဟင်းပြောတာနဲ့ကိုမောင်မောင်ပြောတာလည်းမတူဘူးဇော်ဘုံဟင်းကစွတ်ဆဲတာဟိုဘယ်လိုဆိုမလဲရှင်းတော့မကြည့်ဘူးစွတ်ပြောတာဟောင်းဘွားဟောင်းဘွားနဲ့ပြောတာဒါသူပြောတဲ့ဟာတချို့တလေတယ်မှန်တဲ့ဟာတွေမှန်တယ် ဒါပေမဲ့ကိုမမောင်ကြတော့သူကစကားလေးလေးပုံစံနဲ့ပြောလာတာအခုလည်းဒီနေပြောချွေးမအမှုမှာနော်လက်ရှိပြည်တွင်းနေရဟိုမဖတ်တာတွေပေါ့မျိုးချစ်မျိုးချစ်អော်တဲ့ဖုံးကြီးတွေရဲ့အကြောင်းကိုမမောင်ဗာပြောထားတဲ့ကြည့်ပါလိုက်နော်အမေမပြဖုံးကြီးတယ်ဘလို့ဖုံးကြီးလည်းမသိတော့ဘူးကျွန်တော်တခါကြစဉ်းစားသူပြောတာတော့သူပြောတာတော့လက်ရှိနေပြောချွေးမအမှုမှာ အဲဘလို့အမှုဖွင့်မှာဘလို့တိုင်မှာဘလို့တရားစွဲမှာစတဲ့ဖြစ်သရာကဇောင်းကျွနေတဲ့ဘုန်းကြီးတွေကိုပြောတာပါနော်သူလည်းသူလည်းဒါဒါဒါမပါတာဘုန်းကြီးတွေကိုပြောတာနော်နော်အဘုန်းကြီးတွေကဘုန်းကြီးလည်းပြောလို့ရှိရင်ကျွန်တော်မပြောကျွန်တော်နော်ဘာကြောင့်လဲဆိုကျွန်တော်ကိုယ်တိုင်ကမပါတာတရားဖြစ်လို့ပဲကျွန်တော်ဒါမှကဲကဲနော်သူလည်းမပါတာပဲဒါသူ့အတူဝင်ခံထားတယ်နော်သူလည်းအမျိုးပါတာတာတာဆောက်ရှောက်တယ်ဆိုတော့အမှန်တကယ်မပါတာဆိုတော့ကောင်းစင်ကောင်းတယ်ဗျာ ကိုမျိုးကိုဘာသာကိုစောက်လျှောက်တာမင်္ဂလာတပားပဲဒါဖေကလည်းကိုမျိုးကိုဘာသာကိုစောက်လျှောက်ဖို့ဟောကြားထားတယ်ဆုံးမခဲ့တာပဲဒါပေမဲ့တူများအမျိုးကိုရန်လှုပ်ပြီးတော့ကိုမျိုးကိုစောက်လျှောက်ပါလို့ပြောတာအမျိုးဘာသာကိုစောက်လျှောက်တာမဟုတ်ဘူးအမျိုးဘာသာကိုစောက်ပြတ်တာရှာတာကိုမျိုးကိုစောက်လျှောက်တယ်ဆိုရင်ကိုမျိုးကိုလူကိုဘာသာကိုလူမျိုးကိုအမှန်ကဒီနေရာမှာနှစ်ခုကွဲခြင်းတယ်ဘာသာနဲ့လူမျိုးကမတူဘူးနော်အခြားဘာသာတွေတော့မတူဘူး ဗုဒ္ဓဘာသာဆိုတာဗမာလူမျိုးတယောက်ထွေးအတွက်မဟုတ်ဘူးနော်ဗုဒ္ဓဘာသာဆိုတာတတော်အားလုံးနဲ့ဆိုင်တယ်အဲ့တော့အမျိုးနဲ့ဘာသာတွဲလို့မရဘူးကျွန်တော်တို့အမြင်ရတော့ဘာသာကဘာသာတက်တက်အမျိုးကအမျိုးတက်တက်အမျိုးနဲ့ဘာသာကိုလုံးဖွဲပြီးတော့လှုပ်ပြစ်လိုက်ရင်အကုန်ရှုပ်ကုန်အောင်ဘာဖြစ်လို့လဲဗုဒ္ဓဘာသာဆိုတာအယုတ်အမြတ်အလတ်မရွေးအခြားဘာသာဝင် ဖြစ်နေလို့အခြားဂိုင်းကနဖြစ်နေလို့ရန်တူလိုဆက်ဆံပိုင်ခွင့်ဗုဒ္ဓဘာသာမရှိဘူးနော်အားလုံးကိုမြင့်တာထားရမှာဗုဒ္ဓဘာသာ လူမျိုးကြတာအဲ့လိုမဟုတ်ကိုယ့်ရဲ့လူမျိုးကိုဒုတ်သားလက်နဲ့နဲ့စောက်ရှောက်လို့ရတယ်ဒါပေမဲ့ဗုဒ္ဓဘာသာကိုဒုတ်သားလက်နဲ့နဲ့စောက်ရှောက်လို့မရဘူးအဲ့ဒီအတွက်အဲအနေမျိုးဘာသာဆိုပြီးတော့တိမ်လုံးချနေတာဒီလုံးဝလွဲမှားတဲ့လောက်ရက်လို့ကျွန်တော်တို့ပြောခြင်းတယ်ဘာသာတရားကိုစောက်ရှောက်မယ်ဆိုရင်ဘာဖြစ်ကံကိုယ့်ရဲ့ဘာသာတရားကိုသူများဘာသာဝင်တွေဘာသာမဲ့တွေနားလည်လာအောင်လက်ခံလာအောင်သဘောပေါက်လာအောင် ကြီးညိုလာအောင် လေးစားလာအောင်အဲ့ဒါလို့လှုပ်ဆောင်တာဖြင့် ဘာသာတရားကိုစောက်ရှောက်တာဘာသာတရားအစုံးမတွေကိုပြန်ပွားလာအောင်ဒီဘာသာတရားမပြောက်ပြစ်အောင်မူလအစုံးမအတိုင်းတည်ရှိနေအောင်ဒါမျိုးတွေကိုလုံမှဘာသာကိုစောက်ရှောက်တာဟာကလားတွေဘာတဲ့အစ္စလာမ်တွေဘာတဲ့ခရစ်ယာန်တွေဘာတဲ့ဘလုံလုံးလဲမလို့ညာလုံးလုံးလဲမလို့လုပ်ပြီးတော့ဗုဒ္ဓဘာသာကိုစောက်ရှောက်တာကွာဆိုတော့အဲ့ဒါမားနေပြီလုံးဝပဲအဲ့ဒါတာသနာပုံရိပ်ကိုကြောက်အောင်လုပ်တာဘာသာကိုဖြစ်စည်းတာပဲ တူများပါတာတွေတူများတူများဒေါက်တာလက်နဲ့နဲ့သာသနာပြုမှုမပြုဘူးအဲ့ဒါတို့အကြောင်းကျွန်တော်တို့ကတိုင်းနှိုင်းလိုက်ပြီးတော့တိုင်းထွာစီအကြောင်းရှိဘူးဗုဒ္ဓဘာသာဖြစ်တည်မှုကဗုဒ္ဓဘာသာဖြစ်တည်မှုပဲနော်အဲ့တော့ဗုဒ္ဓဘာသာကိုဆောက်ရှောက်ကမဆိုအဓိကပါလေဗုဒ္ဓဘာသာပြန်ပွားဖို့အတွက်အဓိကဘလုံးပုံစံပြန်ပွားရမယ်တနတ်တွေဓာတ်တွေနဲ့လိုက်ပြီးတော့နှုတ်ပြီးပြန်ပွားလို့မရဘူးပရိယတိပရိပတ်တိပရိဝေဒါဆိုတော့သာသနာတုံးရဲ့ပြန်ပွားမှရမှာအဲ့တော့အဲ့ဒီပရိယတိပရိပတ်တိပြန်ပွားရအရာမြန်မာပြည်မှာဘယ်နေရာရှိတယ်စာတင်တိုက်တယ် စာတင်တိုင်းမှာရှိတဲ့တကယ်စာတင်နေတဲ့တန်ဃာတော်တွေလိုအပ်ချက်တွေကိုပြည့်စည်မယ်နော်ယဟန်တိုင်ကဓမ္မခံပြီးတော့တကယ်ကိုစာပေလစ်လာနေတဲ့ကိုတော်တွေအတွက်လိုအပ်ချက်မရှိအောင်ပံ့ပိုးမယ်အဲ့ဒါတွေမှတာလေဒါတာသနာပိုပြန့်ပွားအောင်လုပ်တာအမျိုးဆိုရင်တော့အမျိုးတက်တက်မဆိုင်ဘူးနော်အဲ့တော့မဘာတော်ဆိုစကားမူလစမိကတော့ကောင်းပါတယ်ဒါပေမဲ့မဘာတာနာမည်ကိုယူပြီးတော့လှုပ်တဲ့လှုပ်ရက်တွေတလွဲလှုပ်တဲ့အတွက်မဘာတာဆိုတဲ့နာမည်ကပုံရိပ်ထိတာပါ ကျွန်တော်ဘာသာရွေးရှင်းတယ်ကျွန်တော်ဘာသာဗုဒ္ဓဘာသာစစ်စစ်ဒါမဲ့အခုဗုဒ္ဓဘာသာတွေဗုဒ္ဓဘာသာတွေအမျိုးမျိုးရှိတယ်မဟာယနရှိတယ်ဗျာကျွန်တော်တိဘက်ကဟိုဘယ်လိုခေါ်မလဲဆိုတော့အများကြီးပါပဲတုံညဝါဒလည်းရှိသေးတယ်နော်အကုန်လုံးဒီဝါဒတွေရှိသေးတာကျွန်တော်ပြန်မပြီးတော့ဘယ်ထဲမှာပါလဲသူတို့ကထေရဝါဒလို့ပြောတာသူတို့ကတော့သူတို့သူတို့ကထေရဝါဒလို့ပြောနေထေရဝါဒစစ်စစ်တွေဟုတ်ရလားတော့ကျွန်တော်မေးရတာမှဖြစ်နေကဲထားပါမှန်ပါတယ်မြန်မာပြည်မှာထေရဝါဒစစ်စစ်ကတော်တော်ရှားပါပြီဒါတကယ်ပြောတော့ကျွန်တော်တို့တော့ထေရဝါဒကိုစစ်လမ်းမေးကြည့်လိုက် ဒါပေမဲ့မီယိုဖန်လာအဆင့်ကနေတက်အောင်လို့ကိုယ့်ကိုလစ်လာတယ်မှတ်သားတယ်တင်းယူတယ်ဒါပေမဲ့စောက်ထိန်းတဲ့အပိုင်းအထိတော့ကျွန်တော်တို့မနိုင်သေးဘူးเนาะအဲ့ဒီအတွက်ကျွန်တော်တို့အ ਨੇ ဆုံးကထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ဖြစ်ဗုဒ္ဓဘာသာဝင်အစ်စ်ဖြစ်တရံကောင်၃မှလောက်တော့ဒီရမယ်ဟုတ်တယ်เนาะပြီးလို့ချင်းရင်၅မှတီလာတော့လုံရမယ်ဒါပေမဲ့ကျွန်တော်တို့တွေခုနကပြောထေရဝါဒအစ်စ်ကိုစောက်ထိန်းနိုင်တဲ့အရှင်းမရှိသေးဘူးကျွန်တော်တို့တွေအများကြီးစူးစမ်းအောင်မယ် နော်အဲ့တော့သူများတကာကိုတာသနာပြန်ဖို့အတွက်ကိုခဏထားအောင်ကိုကိုကိုတာသနာတည်အောင်လို့ကျွန်တော်တို့အရင်စူးစမ်းရမယ်ကျွန်တော်မြန်မာပြည်ကဘုန်းကြီးတွေကိုကျွန်တော်ဦးစင်းနေတာသနာဟိုခေါ်မစောရဟန်းတန်ကလည်းကျွန်တော်မွေးပန်းကြမှာဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဟာဗုဒ္ဓဘာသာတရားအတွင်းနဲ့မွေးဖွားလာသလိုကျွန်တော်ရဲ့ခေါင်းကိုင်ပေါ့ကျွန်တော်ရောဒါမျိုးဟိုတွေးခေါ်နိုင်အောင်တင်ပြကျွန်တော်အဖွာကျွန်တော်ဘာစတော့ပြောဆိုတော့တန်ဃာတော်ကဘာပဲဖြစ်ဖြစ်မင်းအနေနဲ့တန်ဃာတော်အမြင်ကြောလိုက်ပါနော်အဲ့တော့ကျွန်တော်ဒါမျိုးအဲတန်တင်ငန်းကိုပြောလိုက်ပါကျွန်တော်အားလုံးပြောပါတယ်ဘာဖြစ်လို့လဲတော့ဒါလေးတော့ပြောမိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တောင်းပန်ပါတယ်ကဲရှိပါသေးအဲ့တော့ ဲ့ဒီနေရာမှာကျွန်တော်လည်းတော့တခုတဘောတာလွှဲခြင်းနေเนาะဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစကားဟုတ်တယ်ကျွန်တော်တို့အဖိုးဖွားတွေလည်းအဲ့ဒီစကားပြောတာပဲအဖုံကြီးဘာဖြစ်နေပြီဖုံကြီးကိုကတော့လိုက်ကတော့လိုက်လို့ကတော့ခံတဲ့လူကကတော့ခံထိုက်တဲ့အစွမ်းမရှိရင်တူပဲထိလိမ့်မယ်ကတော့တဲ့လူဘာမှမဖြစ်ဘူးဒါကတော့ဟုတ်တယ်မှန်တယ်ကိုကကတော့လိုက်လို့မရှုံးဘူးဘူးမှာကတော့ခံတဲ့လူကကိုကိုလောက်ဖုံးတကိုးမရှိတဲ့ဖုံးလည်းယုံတီလတမာတိမရှိလို့ရှိရင်အဲ့ဒီလူထိတယ်เนาะဒါကရှင်းတယ် ဒါတက္ကဏဒါပေမဲ့ခုနကပြောတင်ငန်းကိုယူတည်ပါလူကိုမယူတည်နေပါဆိုတဲ့စကားကိုတော့ကျွန်တော်ကလက်မခံချင်ဘူးဘာဖြစ်လို့လဲကျွန်တော်ဗုဒ္ဓဘာသာကိုဖြစ်စည်းခြင်းတဲ့ပုံကိုတယောက်ဆိုရင်ကျွန်တော်တို့အဲ့ဒီတင်ငန်းကိုခြုံပြီးတော့ဗုဒ္ဓဘာသာဖြစ်စည်းရဖြစ်စည်းကြောင်းလှုပ်တော့မယ်လှုပ်နေတယ်အဲ့လိုလှုပ်နေလို့ရှိရင်ကျွန်တော်တို့ကတင်ငန်းကိုယူတည်ပါတယ်ဆိုအဲ့လိုလှုပ်ခြင်းနဲ့လှုပ်တော့ထိုင်ကြည့်ပြီးတော့ကရော့နေရမှာလားအဲ့ဒီတစ်ချက်ကိုတော့ကျွန်တော်တို့လက်ခံပြီးလို့မရဘူးနောက်တစ်ချက်ကကျွန်တော်ဒေဝဒတ်ဒေဝဒတ်ဆိုရင်အင်မတန်ပညာတတ်တဲ့တကောအဋ္ဌိပတ်တဲ့ရှိတယ် ဟုတ်တယ်နော်ဒီနေ့ခေတ်အမျိုးပါဒီအမျိုးတိုင်းဆရာတော်လေးဆိုတာဒေဝတ္တရဲ့ဟိုတတန်းပုံတပုံတော့မရှိဘူးနော်ဒေဝတ္တကအဲ့နောက်ထိအစွမ်းရှိတယ်ဒါပေမဲ့ဒေဝတ္တကဖះကိုစော်ကားလို့ညင်ပြူသွားတဲ့အချိန်မှာတင်ငန်းချုပ်ပြီးနေပဲမြူမြူသွားတာပါနော်တင်ငန်းတန်မိုးရှိနေဆိုရင်ဖះကဒီတင်ငန်းချုပ်နေမြေမြူခွင့်မရှိဘူးလို့တင့်ညတ်ထားမှာပေါ့ဟုတ်တယ်နော်ဒါပေမဲ့တဘာဝတရားအတိုင်းတင်ငန်းကတင်ငန်းပဲကျွန်တော်တို့ကိုယ်ကိုရမှာယန္တနာထိုက်တဲ့တန်ခါကိုကိုယ်ကိုရမှာတင်ငန်းကိုခြုံပြီးတော့ ဒီယေတနာထိုက်တဲ့တန်ခါရဲ့ကျင့်ဝတ်တွေနဲ့လွဲဖယ်တဲ့လုပ်ရက်တွေလုပ်နေဆိုရင်တော့ကျွန်တော်တို့တွေလက်ခံပေးဖို့မတင်ဘူးလို့ကျွန်တော်တော့ခံယူထားတယ်เนาะ DJ Violence ကိစ္စဟာလုံးဝလုံးဝကျွန်တော်တို့เนี่ยဒါကျွန်တော်တတိပုဂ္ဂလအနေနဲ့ပေါ့ဗျာเนาะလုံးဝလွဲနေတယ်ဒါတချင်းဆိုတော့သိရမယ်မသိလို့ရှိရင်ကောင်မလေးကတက်ပြီးတော့ဒီ DJ စီမှာပါဝီလျုပ်ပြီးတော့ဒန်းနေတယ်လို့ဒန်းဒန်းဒန်းစကနေလို့ဖြစ်တယ်အဲ့တော့နန်ကရီယာဆိုရမယ်အဲ့ဒါကိုဆွဲရမှာเนาะအကယ်၍အဲ့ဒါကိုဆွဲရမယ်အစားခင်ဗျားလူကိုလိုက်ဆွဲနေခင်ဗျားတို့အဲ့ဒီ ီဗုဒ္ဓဘာသာလေးလည်းဘာတွေဖြစ်ကုန်ပြီလဲမသိတော့ဘူးเนาะအချင်းမှမသိဗုဒ္ဓဘာသာမှမသိเนาะဘာသာတစ်ချင်းဒါလည်းအကယ်၍ဗျာအရန်ကြီးပေါ့ဟိုတိုက်ခိုက်လာတယ်လို့ခံစားရရင်တော့မှာပဲဒီကိစ္စဟာဆုံးမရုံတော့တော့လကောင်းတန်ွေရရရိုက်ရုံတော့မကောင်းဘူးเนาะနောက်ထပ်ဒါအတွက်ခင်ဗျားတို့ရေးဆွဲထားတဲ့ဥပဒေရှိသလားကျွန်တော်မေးချင်တယ်ဒီဥပဒေရှိသလားဒီတစ်ချင်းတစ်ခုဗုဒ္ဓဘာသာတစ်ချင်းလည်းဖြစ်ပါလိမ့်ပြတစ်ချင်းတစ်ခုဟာခွင့်ပြုမဲ့ပြထားစဉ်းစားလွတ်ထားပြီလားစဉ်းစားလွတ်ထားပြီတစ်ချင်းကိုကြိုက်တဲ့နေရာမှာဖွင့်နေဗျာ အဲ့တော့ကန့်တတ်ထားရဒီသချင်းကိုဒီမှာမဖွင့်ရဆိုမြောက်ကန့်တတ်ပြိုတင်ကန့်တတ်ထားတော့ဥပဒေရှိတာကျွန်တော်မေးချင်တယ်နော်ဥပဒေရှိသလားကျွန်တော်မေးချင်တယ်ဥပဒေရှိရင်တော့ဒါတမျိုးပေါ့အဲ့ဥပဒေလည်းမရှိဘူးဟုတ်ပြီဒီသချင်းကဒီမှာမဖွင့်ရဘူးသချင်းကမှမဖွင့်ရဘူးဒါတမျိုးအခုတော့ဒီကိစ္စကတော့ဗျာဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ကတော့အခုကြည့်တယ်ငိုယူပြီးတော့တောင်းမှန်နေတာဘုန်းကြီးတွေလိုက်တောင်းမှန်နေရတယ်ဘုန်းကြီးတွေလိုက်တောင်းမှန်ဘုန်းကြီးနဲ့ဥပဒေနဲ့ပါဆိုင်တယ်ဘုန်းကြီးတွေတရားစွဲတယ်နော်သူတို့တရားစွဲနေတော့ဒါတမျိုးပေါ့ဒါဘုန်းကြီးနဲ့တရားစွဲနေတယ်မှမဆိုင်ဘူးနော်အဲ့ဒါ မှန်ပဲကျွန်တော်ပြောချင်တာလည်းအဲ့ဒါပဲနော် DJ ပွာရတဲ့ကိစ္စကကျွန်တော်ပြောမယ်နောက်ပြီးတော့အဲ့ဒီဗုဒ္ဓဘာသာဗုဒ္ဓံတရဏံကိသာမိဆိုတူတူကအရင်ဒီတခြင်းကိုဒါလိုလှုပ်ပြီးတော့ဖြတ်ဆိုလာတာမဟုတ်ဘူးကျွန်တော်တို့ခက်ငယ်ငယ်တွေကပွဲတွေမှာစတိတ်ရှိုးထွက်လို့ရှိရင်အဲ့ဒီတခြင်းနဲ့စုံနေကြတာဟမ်ဒါပေမဲ့ DJ နဲ့စိုင်းဝိုင်းနဲ့ပဲကွာဒရမ်ဝိုင်းနဲ့ပဲကွာဒီဟာဒီဗုဒ္ဓံတရဏံစုံနေကြတာ ဒီနေမျိုးအောင်ထွေးမှကြမှာဗုဒ္ဓတဏ္ဏနာကိုဖြစ်ဆိုလာတာတစ်ချက်နော်နောက်ပြီးတော့လက်ရှိကလပ်တွေမှာဒီကလပ်တစ်ခုတည်းဒီတချင်းကိုဆိုလာတာမဟုတ်ပါဘူးအချမ်းနောက်ထပ်နောက်ထပ်ပေါ်အကောင်တွေပေါ်လာပြီမဟုတ်ဘူးလားဒါကအခုမှဒီနေမျိုးအောင်ထွေးမှအောင်မှကျွန်တော်တို့ကရမယ်ချပြီးတော့ခေါင်းစဉ်တက်ပြီးလှုပ်တဲ့လှုပ်ရက်ကြီးကထင်းနေတယ်ဒါရှင်းရှင်းလေးပဲဒီဟာနဲ့ပတ်သက်လို့သူစိတ်သက်အရေးချောင်သူစိတ်သက် ပြောလာတဲ့ဟာရှိသေးတယ်ကျွန်တော်ဒီလိုရှင်လှုပ်ဝေါအောင်မနော်အဲ့တော့နောက်ဗီဒီယိုဖိုင်မှာကြည့်ပါဘာဖြစ်လို့လဲအမှန်တကယ်ဒါဆိုတို့လည်းငိုယူပြီးတောင်းပန်တယ်ပြီးရင်ခံဝင်နဲ့တို့ထိုးပစ်ခိုင်းမယ်နောက်ဒါမျိုးမဖြစ်အောင်စတဲ့ဖြင့်ဒီလိုပဲဖြစ်တယ်ဟုတ်တယ်မလားကြီးတဲ့ငယ်တဲ့ကြီးတဲ့မှုငယ်အောင်ငယ်တဲ့မှုပပြအောင်ဥပဒေဆိုတာအခုဟာကတမင်တက်တဲ့ရည်ရွယ်ချက်ရှိရှိငါငါကကြီးတွေနဲ့တက်တယ်ငါငါကကြီးကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုလေဟမ်ဒီတချင်းကိုဆိုတာနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဒီပုံမှန်ကြီးတက်ပြီးတော့ဒါကတမင်တက်တဲ့ရုပ်မာတယ်လို့ပဲ မြင်တယ်ကျွန်တော်တို့လည်းနှမခံဘူးဗုဒ္ဓဘာသာဗုဒ္ဓတဏ္ဏကိစ္ဆာမိဓမ္မတဏ္ဏကိစ္ဆာမိတန်ခါတဏ္ဏကိစ္ဆာမိဗုဒ္ဓံမြတ်စွာဘုရားတဏ္ဏကိုးဝေရဟုကိစ္ဆာမိစီးကပ်ပါ၏ဘုရားကိုကိုးဝေရဟုစီးကပ်ပါ၏ဆိုဂတိတစ္ဆာပြုတ်တဲ့အရာဒါတချင်းဆိုရတဲ့အရာမဟုတ်ဘူးဒါပေမဲ့ဒီလိုတချင်းဆိုတာကိုလက်မခံဘူးဆိုရင်ညီတူမျှတူလက်မခံတာပဲဖြစ်ကြမယ်ဒီကလက်ကြတော့လက်ခံတယ်ဒီလူကြတော့လက်ခံတယ်ဟိုကလက်ကြတော့လက်မခံဘူးဟိုလူကြတော့လက်မခံဘူးဆိုတာကခမည်းတော်ကကွက်ချမ်းမှုဥပဒေဖြစ်နေလေလေ အတိတ်ပဲမှမရှိတာကျွန်တော်တို့လည်းဗုဒ္ဓဘာသာဝင်ဗုဒ္ဓကိုအတတ်နဲ့မျှတန်ဖိုးထားပါလေမင်းဗုဒ္ဓဘာသာရင်အဖြစ်ကနေပယ်ဖြစ်မလားမင်းအသေးခံမလားလို့လာမေးပါနော်အသေးရင်ကော့ခံပေးလိုက်မယ်အဲ့တော့အဲ့တော့တို့မျိုးသားရင်းချစ်တယ်ဆိုတာအလကားသိလားကျွန်တော်တို့တကယ်ကိုပညာတိကဗုဒ္ဓဘာသာဖြစ်အောင်လစ်လာပြီးမှခံယူထားတာပါဒါပေမဲ့လို့လောက်ရက်တွေကတစ်ဖက်ဆောင်းရင်းဖြစ်လာတဲ့အပေါ်မှာအတိတ်ပဲမရှိဘူးနော်ဒါကိုမောင်ပြောတဲ့စကားမှန်တယ်အခုနောက်ပိုင်းကလေကျွန်တော်ကြည့်ရတာနောက်ဆိုရင် ဘောမဘောမဆိုပြီးတော့ကိုမမောင်တွားဆက်တဲ့လူတွေထဲမှာကျွန်တော်တော်လိုင်းဘက်ကလူတွေမပါတော့ပဲနဲ့သူတို့ဘောမတွေဖြစ်နေလိမ့်မကြည့်ဘူး။ဘာဖြစ်လို့အခုနောက်ပိုင်းကဒလိုဘောမစမ်းပါဗျာ။အကောင်းပြောတာအခုကိုမမောင်လေးနောက်ပိုင်းကျွန်တော်တကယ်လေးစားတယ်။တစ်ဖက်ကလွဲမားတဲ့အရာတွေသူတောက်လျှောက်ပြောတာ။အဲ့တော့ဘောမတယ်ဆိုရင်အဲ့ဒလိုမစမ်းပါ။ဒါမျိုးဘောမကြမယ်ဆိုရင်လေကျွန်တော်တို့လားဘာမှလုပ်စရာမလိုထိုင်ကြည့်နေုံပဲ။ဟမ်အေးဘလူကတော့ဘလူထောက်သွားတယ်ဟဲ့။ဘလူကတော့ဘလူလောက်သွားတယ်။အေးဘလူကတော့ဘာမှတွေ့နေ။အေးစိပဲထိုင်ကြည့်နေုံပဲ။ အန်နေအဖြစ်ခံလူအစဲခံပြီးတော့ကျွန်တော်တို့တော်လှန်နေကြပြမလို့ဘူးဒီလိုဘောမနေတာရှိမယ်ဆိုရင်နော်အဲ့ဒါမှတကယ်ဘောမတကယ်စစ်တပ်အတွက်တကယ်တတ်မတော်ချစ်တာအမှန်နိုင်ငံချစ်တာအမှန်နော်အဲ့ဒါရှင်းရှင်းလေးအခုနောက်ပိုင်းမှာသူပြောတဲ့စကားတွေကြည့်ကျွန်တော်ပြပြချင်တယ်ကောမမန်နေတဲ့ကထိန်မှာအစုံဖွင့်တယ်တကယ်တဲ့ဘာသူပဲဖွင့်ဖွင့်မော်ဗျာဖွင့်လို့ရတော့တချင်းနော်ဟိုအာခဏခဏချင်းပြရမကောင်းတော့တချင်းထဲမှာဖျားကိုကုပ္ပစီကပ်ပါ ရှိသလားမရှိဘူးเนาะအဲမရှိဘူးဆိုတော့အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဆိုလိုချင်တယ်ကျွန်တော်မြန်မာနိုင်ငံဟာအခုလောဆယ်ကျွန်တော်ဆန္ဒကကျွန်တော်မြန်မာနိုင်ငံဟာပေါ့เนาะမြန်မာနိုင်ငံအခြေခံဥပဒေနဲ့ဒီလက်ရှိသွားပုံလာပုံတွေဟာเนาะကျွန်တော် state the crazy လို့ခေါ်တာပေါ့သူက perform ဆိုတော့ရှိရေအဲစစ်သားတွေပေါ့နော်စစ်သား performance ဆိုတာစစ်တပ်ကအတိုင်းဝိုင်းနေစပြီးအုပ်ချုပ်တယ်ပြလို့ဆိုတာကျွန်တော်တို့ set the crazy လို့လည်းပြောလို့ရတယ်နော်အဲ့တော့ set the crazy နဲ့ကျွန်တော်ဒီ theocracy နဲ့အချိုးဆက်ပေါင်းဆက်ထားတဲ့နိုင်ငံဖြစ်တယ် democracy ဖြစ်ရမှာနော် democracy ကနေနောက်ထပ် ဒီတဲ့မှာ kleptocracy တို့เนาะနောက်ထပ်ဒီ autocracy တို့ပါသိပြီဆရာเนาะ democracy စစ်စစ်ဖြစ်ဖို့လိုတယ်အဲ့တော့မြန်မာနိုင်ငံရဲ့အခြေအနေကတော်တော်လေးလွဲနေပြီလို့ကျွန်တော်ပြောချင်တယ်အော်ဟိုတနေ့ကဥပဒေမြန်မာပြည် why on why on why on เนาะ why care ဒီအပုံစံမျိုးဖြစ်နေမကောင်းဘူးเนาะဥပဒေလမ်းကြောင်းမှာသွားတင်တယ်ခင်ဗျာဒီကိစ္စကတော်တော်လွဲနေပါလေဒီတော့မြန်မာဒီမှာဘယ်သူမှလည်းတိုက်ခိုက်လာမရှိဘူးဒါရင်းနဲ့ပတ်သက်လာလို့ရှိရင်ဒါတော့ရှိတရားကိုကျွန်တော်ပြောရမှာဖြစ်တယ် လေးစားရတယ်ကိုမောင်နော်ဒါမျိုးတွေဘောမတဲ့အတွက်ပြည်သူကျွန်တော်တွေမဟုတ်အခြားလူတွေလက်ခံတယ်ဒါမျိုးဘောမကြီးနော်ကျွန်တော်ပြောတာဟုတ်လားမဟုတ်ဘူးလားပြောနေကြမလို့ကိုဒီသူတို့အဲ့လိုဘောမနေကြမြန်းမြန်းပေါ်ဗျာတိုင်းပြည်မကောင်းရင်ကြိုက်တယ်လို့ပြောနော်အဲ့ဒါရှင်းရှင်းလေးပဲအခုလက်ရှိနေမျိုးအောင်ချွေးမရဲ့အမှုကိစ္စကရှင်းရှင်းပြောရရင်တော့စောင့်မြင့်ကတ်တဲ့ပုံမှန်နဲ့ခေါင်းစဉ်တွေတင်းပြီးတည့်ရတက်ပြီးတော့ဝိုင်းစော်တာအဲ့ဒါပဲအဲ့ဒါအပြင်ဘာမှမဟုတ်ဥပဒေနဲ့မဟုတ်ဘူးအမျိုးပါဏာသာသနာ့ကိုအလကား အခုပြောနေတဲ့အဲ့ဒီအရေးချုပ်နေရောနော်ဒီမဖတာဟိုအမျိုးဘာသာဆိုတဲ့ကောင်နေရောအကုန်လုံးဟာဥပဒေအရလည်းမဟုတ်ဘူးဘာသာအရလည်းမဟုတ်ဘူးဘာအရမှမဟုတ်ဘူးမကျင်တတ်ချက်တဲ့ဝိုင်းစော်တာနော်အဲ့ဒီမတင်ကြတဲ့ဝိုင်းစော်တယ်ဆိုတဲ့တက်တွေကိုနောက်ထပ်ဗီဒီယိုဖိုင်မှာကျွန်တော်ပြတယ်တိလဘာဖြစ်လို့လဲအရေးချုပ်သူ့စိတ်ဓာတ်ဘာပြောလဲဆိုတော့ကျွန်တော်ပြတယ်